明白不？ ဆရာနိုင်တဲ့ထဏာရဲ့တပတ်တွင်းသတင်းသုံးသပ်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်ကိုတော့ကျွန်တော်အောင်ပြည်နေတူကျမရနာတို့ကတင်ဆက်ပေးမှာပါ။ဒီတပတ်မှာရောဘလို့သတင်းကြောင်းရည်တွေကိုတင်ဆက်ဖို့ရွေးချယ်ထားလဲဆိုတာပြောပြပေးပါအောင်။ဒီတပတ်အတွက်ရွေးချယ်ထားတဲ့သတင်းကြောင်းရည်တွေကတော့ဒီ EOE အကြားမှာလည်းမြေအငင်းပွားမှုကိုဘလို့ဖြစ်ရှင်းမလဲဆိုတဲ့အကြောင်းနဲ့မြမအရေးကအခုတိုင်းဆက်သွားရင်ကြာရှုံးနိုင်ငံဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းတွေကိုဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ဒါဆိုရင်တော့အရင်ဆုံးအနေနဲ့ EU တွေကြားနေမြေအငင်းပွားမှုကိုဘလို့ဖြစ်ရှင်းမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးကြပါတယ်။2021ခုနှစ်နိုင်ငံရေးပြောင်းလဲဖြစ်ပြီးနောက် ုင်းမှာတိုင်းတလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နေမြေစိုးမှုတွေကျေပြန့်လာတဲ့အမျှအငင်းပေါင်းမှုတွေကလည်းပြဿနာတွေကလည်းဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့ထောက်ပြမှုတွေရှိပါတယ်တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေရဲ့နေမြေစိုးမှုမှုအငင်းပွားပွေရာပြဿနာတွေပုံမှန်မှုပြင်းထန်လာစေဖို့အတွက်ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အပေါ်မှာစည်ရင်းတဲ့နိုင်ငံရေးအကဲခတ်တွေအကြမ်းမှာဘယ်လိုသုံးသပ်မှုတွေရှိနေကြလဲဟုတ်ကဲ့ပါ ခုအချိန်ကြီးကတော့ဒီလိမ္မာပန်းနှက်ဖို့လိုတာပေါ့လေဒီအခုကတချို့စစ်တိုက်လို့ရတဲ့နေရာတွေကအခုနေရာဆိုပြီးတော့အဲ့လိုမျိုးအယူဆတွေကရှိနေတယ်အဲ့ဒါတွေကတကယ်တမ်းကျရင်ပြဿနာအများကြီးဖြစ်မှာပဲပေါ့လေဒီနေရာတွေကရှမ်းမြောက်တို့ရှမ်းတောင်တို့ဒီကချင်ပြည်နယ်မှာလည်းရှိတယ်အဲ့လိုပဲသခိုင်းမှာလည်းရှိရပေါ့လေဟိုအများကြီးရှိတာပေါ့ရခိုင်လိုမျိုးလူမျိုးတစ်မျိုးတည်းအများကြီးရှိတဲ့ပြည်နယ်တွေတောင်မှအဲ့လိုပြဿနာတွေကရှိတတ်တယ်ပေါ့လေဒီဘက်မှာလူမျိုးတွေကထပ်နေကြတယ်ရောနေကြတယ်ပေါ့ဟိုဆိုတော့ကိုတက်တစ်ခုတည်းကရတာနေတယ်ဒီကိုလူမျိုးတစ်ခုကပဲဆိုတာတော့နည်းနည်းပြောရခက်တယ်ပေါ့လေအဲ့လိုပြောရဆိုရင်ဒီဖြစ်ရှင်းရခက်မဲ့ကိစ္စတွေဖြစ်လာနိုင်တယ်ဒီပြ တနာတွေကမပြီးဘဲနဲ့ဆက်ပြီးတော့ရှေ့ချမဲ့သဘောရှိတာပေါ့လေအခုကဒီကိုမီတာစုကိုအဖွဲ့စီပြီးတော့ကိုရက်ဒေတာတခုရဲ့ကြည့်နေရင်တော့ပြဿနာကတော့ပြီးမှာမဟုတ်ပေါ့လေဒီမြန်မာတနိုင်ငံလုံးကိုခြုံပြီးတော့ကြည့်ဖို့လိုအပ်တယ်အဲ့လိုခြုံပြီးကြည့်ပြီးတော့စေတနာထားပြီးဆောင်ရမယ်ဆိုရင်တော့အဆင်ပြေမှာပေါ့လေဒီလိုမဟုတ်ဘဲနဲ့တော့ကိုအဖွဲ့စီတခုအတွက်ပဲလောက်ကြမယ်ဆိုရင်တော့ပြဿနာတွေကရှေ့ချနေအောင်ပါပဲဆိုပြီးတော့တုံ့တက်ပြောဆိုမှုတွေလည်းတွေ့ရပါတယ် ပြီးတော့အခုကတော့ဗောလေဒီတရနယ်လေးပဲဖြစ်ဖြစ် KI A ပဲဖြစ်ဖြစ်ကျန်တဲ့အဖွဲတွေပဲဖြစ်ဖြစ်ကတော့ရားသလောက်ယူထားတာဖြစ်နေတာဗောလေဆိုတော့တကယ်တကယ်မှာကတို့လူမျိုးတွေရှိတဲ့အများစုဒေတာကဟုတ်ချင်မှာဟုတ်မယ်ဆိုပြီးတော့ထောက်ပြကြတယ်ပြီးတော့မှပြဿနာကိုနောက်မှပြန်ဖြေရှင်းမယ်ဆိုပြီးတော့ပြောတာလည်းကြားတယ်ဆိုပြီးတော့တုံ့တက်မှုတွေရှိပါတယ် PNL ဆိုတာကတော့တကယ်တကယ်ကတော့သူတို့အများစုရှိတဲ့မြို့နယ်ကဘလောက်မှရှိတာမဟုတ်ဘူးဆိုပြီးတော့လဲထောက်ပြရမယ့်ရှိပါတယ်။ဒါပေမဲ့သူတို့တင်ထားတာကတော့လက်ရှိမှာတော်တော်များတယ်ပေါ့လေ။ပြီးရင်တော့ပြန်ပြီးညှိနှိုင်းရမယ့်အနေအထားဖြစ်တယ်ဆိုပြီးတော့တုံ့တက်မှုတွေတွေ့ရပါတယ်။အဲ့ဒီလို data တစ်ခုမှလူမျိုးတစ်ခုတည်းမဟုတ်ဘဲနဲ့နှစ်မျိုးသုံးမျိုးရှိရင်လဲပေါ့လေ။အဲ့ဒီလိုပဲနှစ်မျိုးသုံးမျိုးကိုပူးပေါင်းပြီးတော့တပေါင်းစုလိုမျိုးအုပ်ချုပ်တာတွေရှိတယ်ဆိုပြီးတော့ထောက်ပြရတွေတွေ့ရပါတယ်။တရုတ်ပြည်ဆိုရင်လေတရုတ်ပြည်ရဲ့လူမျိုး policy မှာကအဲ့ဒီလိုမြင်နေပေါ့လေဥပမာဒီခရိုင်ကဂျင်းဖို ေါ်များလို့ရှိရင်ဂျင်းဖော့တွေအုတ်ချုပ်ဂျင်းဖော့ကကိုပိုင်အုတ်ချုပ်ခွင့်ရသွားတာပေါ့ပန်ဆိုင်ရဲ့မျက်နှာရှင်းဆိုင်မှာဆိုရင်လည်းခရိုင်တစ်ခုရှိတယ်ပေါ့လေအဲ့ဒီခရိုင်မှာဆိုရင်လည်းဒီမြို့နယ်လေးတွေကိုခွဲပေးထားတယ်ဆိုပြီးတော့ပြောဆိုရည်လည်းတွေ့ရပါတယ်လက်ရှိမှာကတော့ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးစတဲ့ဒေသတွေကမြို့နယ်အများစုကိုတော့နတ်ဆက်ကကလက်လွတ်ထားရတယ်လို့ပေါ့လေ။အေရဝတီတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးဘက်တွေမှာလည်းတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေတာပါ။ဟုတ်ကဲ့ပါ။ ဒီနောက်ထပ်အကြောင်းအရာတစ်ခုဖြစ်တယ်မြမအရေးကိုအခုတိုင်ဆက်သွားနိုင်မယ်ဆိုရင်တော့ကြာရှုံးနိုင်ငံဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းဆက်ပြီးတော့ဆွေးနွေးကြပါမယ်။ဒီအဖွဲ့အစည်းအသီးသီးရဲ့နိုင်ငံကောင်ဆောင်ပေါ့လေ။ကောင်ဆောင်လို့ပြောတဲ့နေရာမှာတော့ဒီတိုင်းသားကောင်ဆောင်ရှိတယ်၊ဒီမိုကရေစီကောင်ဆောင်ရှိတယ်ပြီးတော့နောက်လက်နက်ကိုင်အဖွဲ့အစည်းကောင်ဆောင်ရှိတယ်ပေါ့လေ။ဒီကောင်ဆောင်တွေအားလုံးကကိုကျိုးစီးပွားတွေဖာလာနိုင်တယ်ပြီးတော့ကိုကျိုးစီးပွားအတွက်ပဲရည်တည်မယ်ဆိုရင်တော့ဒါကဟိုတစားတစားနဲ့မကြာရှုံးတဲ့အတိုင်းအောင်တနေ့တော့ကြာရှုံးမှာပဲပေါ့လေ။တနေ့တော့ပြုတ်ပွဲမှာပဲဒီတခြားနိုင်ငံမှာကနီးလန်းတွေကအများကြီးရှိတယ်ပေါ့လေ။ဒီနိုင်ငံလူမျိုးများလို့ဘာသာမတူလို့လူမျိုးကွဲပြားလို့ဆိုတာကဟို ဒါတွေကတခြားနိုင်ငံတွေကြည့်မယ်ဆိုရင်တော့စင်ကြေတွေပဲပေါ့လေမတူကွဲပြားတဲ့နိုင်ငံမှာပေါင်းစည်းထားတဲ့နိုင်ငံတွေအများကြီးရှိတယ်ပေါ့လေဥမာအဖြစ်အိန္ဒိယကိုကြည့်မယ်ဆိုရင်ဘာသာမတူဘူးအခြေမြင့်မတူဘူးပုံစံမတူဘူးအဲ့ဒါတော့ပေါင်းစည်းနိုင်တယ်ဆိုရင်တော့ဒီပေါင်းစည်းနိုင်မှုကလွယ်လွယ်လေးပဲဆိုပြီးတော့သုံးသပ်ပြောဆိုမှုတွေတွေ့ရပါတယ်မပြေလည်မချင်းကတော့အကြဆုံးနိုင်ငံဖြစ်နိုင်တယ်ပေါ့ပြီးတော့ပြိုကွဲတဲ့အနေအထားမျိုးရောက်လာနိုင်တယ်တော်တော်လေးဆိုးရွားတဲ့အခြေအနေမျိုးကိုရင်ဆိုင်ရမယ်ဆိုပြီးတော့သုံးသပ်တာတွေတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အားလုံးပါဝင်တဲ့ stakeholder တွေအနေနဲ့ကဒါကိုပြန်ပြီးတော့စဉ်းစားတင်တယ်ပေါ့လေ။အခုကတော့နာကျင်မှုတွေမ ုန်းတိမှုတွေမခန့်ကျင်စိတ်တွေနဲ့ကလစားခြေကျင်စိတ်တွေကအဲ့ဒီလိုဖြစ်နေကြတော့အရန်တော့ခတ်တဲ့အနေအထားမျိုးဆိုပြီးတော့ထောက်ပြရရှိပါတယ်။အင်အားစုကြီးတွေကတဖြည်းဖြည်းနဲ့သူ့နေရာနဲ့သူတိမ့်ပိုက်တဲ့နေရာတွေဖြစ်နေကြတော့အင်အားစုတသေးလေးတွေဆိုရင်တော့ဟိုပြုတ်ကွဲမှုမရှိဘူးပေါ့လေ။ ဥပဒေစိုးမိုးမှုတွေပြတ်သုံးတာမရှိဘူးဒါပေမဲ့လည်းအခုကအင်အားစုအကြီးကြီးတွေဖြစ်ပြီးတော့နေရာအနှံ့ပြားမှာဖြစ်နေတော့ပြိုကွဲနိုင်တယ်လို့ပြောနိုင်တာပေါ့ဆိုပြီးတော့တုံ့တက်တာတွေလည်းတွေ့ရပါတယ်လက်ရှိမြန်မာနိုင်ငံရင်ခင်းချင်းမှာကတော့တွေးဆောင်ဆွေးနွေးခြင်းနည်းလမ်းနဲ့အပြေရှာဖို့ကိုတိုက်တွန်းနေကြပေမဲ့လေပြုပြင်ပြောင်းလဲရေးအရေးတစ်ခုကိုတွားနိုင်တဲ့နိုင်ငံရေးတွေးဆောင်မှုမျိုးမရှိသေးဘူးလို့လည်းစီရင်တဲ့နိုင်ငံရေးအကြက်ခက်တွေကထောက်ပြကြပါတယ်ကောင်းပါပြီရှင်ဒါဆိုရင်တော့ဒီတစ်ပတ်အတွက်ဆွေးနွေးခဲ့တဲ့သတင်းကြောင်းညာတွေကလည်းစုံစုံလောက်ဖြစ်သွားပြီဆိုတော့ကျမတို့ရဲ့အစီအစဉ်လေးကိုဒီလောက်နဲ့ပဲညှိနှိုင်းလိုက်ချင်ပါတယ် အခုဆွေးနွေးတင်ဆက်ပေးကြတာကတော့ဆီယန်နိုင်သတင်းဌာနရဲ့တပတ်တွင်သတင်း30ချက်အစီအစဉ်ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကုကြမ်းပါကြပါလိမ့်ခင်ဗျာ။